ဘာသာတရားတွေလောကမှာအမျိုးမျိုးပေါ်ပေါက်လာတဲ့အထက်ဘာသာတရားပေါ်လာခြင်းအကြောင်းကတော့လောကလူသားတွေအမှန်မသိခြင်းကိုအကြောင်းပြုပြီးတော့ပေါ်လာတာဖြစ်တယ်။အမှန်မသိသည့်အတွက်ကြောင့်မိမိတို့ရဲ့လုံခြုံစိတ်ချရမှုအတွက်စွရင်ကြတယ်အကြောင်းရင်ကြတယ်သူစွရင်အကြောင်းဝင်မှုတွေကိုအခြေခံပြီးတော့လောကမှာဘာသာအမျိုးမျိုးကွဲပြားပေါ်ပေါက်လာလူတွေဟာအကြောက်တရားကိုဖြေပြောက်ဖို့အနေနဲ့ ဘာသာတရားတွေအမျိုးမျိုးကိုးကွယ်လာကြထို့ကိုးကွယ်လာခြင်းဟာအမှန်သိလို့ကိုးကွယ်လာခြင်းမဟုတ်ဘဲနဲ့မိမိတို့ရဲ့ယုံကြည်ရာစိတ်ထင်ရာကိုအာကိုယုံကြည်ကြတဲ့သဘောမျိုးသာဖြစ်တယ်။အဲမြတ်စွာဘုရားပွင့်လာတဲ့အခါကျမှဘယ်ဟာက အမှန်ဘယ်ဟာကအမှားဘယ်ဟာကလုံးတဲ့နဲ့ဘယ်ဟာကမလုံးတဲ့ဘူးဆိုတာကွဲပြားခြားနားစွာ သိရှိခွင့်ရရှိပါကြ။အဲလိုသိရှိလာတဲ့အခါမှာလူသားတွေဟာမိမိတို့ရဲ့အသိဉာဏ် ခြေခံပြီးတော့ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွာရှိလာကြအဲ့လိုဆုံးဖြတ်နိုင်စွာရှိလာတဲ့လူသားတွေရဲ့တိုးတက်မှုကြောင့်မိမိတို့ကိုယ်တိုင်ရွေးချယ်ပြီးတော့လိုက်နာကျင့်သုံးနိုင်ခွင့်ရှိလာကြသို့တော့လူသားတိုင်းလူသားတိုင်းဟာသူတို့ရဲ့အသိဉာဏ်ရှိပြီးကိုယ်ပိုင်ဉာဏ်ဖြင့်ရွေးချယ်ပြီးကိုယ်ွယ်မှုပြုနိုင်သလားလို့ဆိုအများစုကမပြုနိုင်သေးဘူးအသိဉာဏ်အားဖြင့်ရိုးရာအစဉ်အဆက်ကိုပယ်ဖြတ်ပြီးတော့ကိုယ်ပိုင်ဉာဏ်ဖြင့်စဉ်းစားလက်ခံနိုင်ဖို့ လူတွေဟာတွန်းဆုတ်နေတော့မှဖြစ်တယ်ပေါ့